အားလုံးပဲမင်္ဂလာပါဗျာဆော့ကာတီယာမြန်တပြန်လိုက်ပြီးကျေလွန်လိုက်ပါတယ်ကျွန်တော်ဒီဘက်မှာတော့ကိုကြီးကိုကြီးစောင့်နေတဲ့လီပွဲစဉ်ပွဲကောင်းတွေပြန်ဆက်ပါပြီဒီ Friday night မှာလည်းလီပွဲစဉ်၃ပွဲရှိပါတယ်ဒါရီကာမှာတစ်ပွဲဘွန်ဒက်လီကာမှာတစ်ပွဲလီကူးကမှာတစ်ပွဲစုစုပေါင်း၃ပွဲကို preview လုပ်ပြသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီလာလီကာပွဲစဉ်တည်းရဲ့ Real Oviedo နဲ့ Espanyol ဒီပွဲမှာ Real Espanyol ကဘောကြီး level 10နဲ့ဘောကြီးနှလုံးတွေမှာကြီးပွန်းထားပါတယ်ဒီစီးတောင်းကြည့်ရမယ်ဆိုတော့ဒီအစီကာရန်ဖောင်မှာဒီ Espanyol ရဲ့အင်းငယ်ဒီပိုကောင်းနေဆိုပေမဲ့ ဝင်းဝင်းဖောင်ရတော့ဒီ S1 တို့နိုင်ဝင်းမရရှိထားတဲ့ဈာမှာဖြစ်တာကြောင့်ဒီဈေးတန်းတော့ဖြစ်တဲ့ဖြစ်တိုင်းတဲ့ဈေးလို့ယူဆပါတယ်ဒီဝင်းဝင်း S1 ရဲ့ဝင်းဝင်းဖောင်ကြီးရမှန်းဒီ free ရဲ့ကိုဒူးစီးနဲ့ရှုံထားပြီးစူစီတက်ကိုဒူးဒူးတော့ဂျီနိုဝါကိုစီစီတော့နဲ့နိုင်ဝင်းပြောက်ဆုံးထားပါတယ်ဒီရီယဲဥပီတွေအင်ကွင်းဆောဆောင်ရကြမှာအင်ကွင်းမှာတော့သူနေနေဒီရီယဲစူစီတက်လို့အတင်းလို့ကိုဝမ်းစီးနဲ့နိုင်ရရှိထားပြီးဒီအင်ကွင်းမှာနိုင်ဝင်းတစ်ပွဲတော့ရရှိထားပါတယ်ကျွန်တော်ဒီပွဲမှာတော့ဒီလက်ရှိဖောင်မှာဒီ S1 ရို့ အနေငယ်ပိုကောင်းတဲ့နေထားမှာလည်းဖြစ်တယ်ဒီအဝေးဝင်းနိုင်ငံဝန်ရရှိထားမှုကိုဒီ UAO ဗီဒီယိုနဲ့တန်တက်တဲ့အင်ဝင်းမှာတော့ဒီဒီပထမဆုံးနိုင်ပွဲရအောင်ဆောင်းဆောင်လာမယ့်နေထားမှာရှိပါတယ်ဒါကြောင့်မို့ဝေးဝင်း level session ပေါ်ကြည့်အောင်မှာဝေးဝင်း expert ကိုရွေးချယ်ထားပါတယ်နောက်ရတဲ့ဒီမလစလီကပွဲစဉ်ဖြစ်တဲ့ Junior Valen နဲ့ Mochan Club ဒီပွဲမှာအရင် Junior Valen ကဒီ Mochan Level 50ရှုံးကုပေါင်းကြီးနှလုံးတည်မှာကြီးပွတ်ထားပါတယ်ဒီစီးတောင်ကြက်မှန်နေပြီ ီးခဲ့တဲ့ရာသီယူနီယံပါလင်အတွင်းမှာတော့ကလည်းဒီ level 50ရှုံးပဲပေါက်တဲ့နေရာမှာဖြစ်တာကြောင့်ဒီဇီလန်ကတော့ဉာဏ်ပြောရမှရှိတဲ့နေရာမှာရှိပါတယ်။ဒီနေ့ဒီလက်ရှိကတော့ပေါင်ပြရမှာတော့ဒီယူနီယံပါလင်ကောက်အနေငယ်ဟိုကောင်းထားပါတယ်လက်ရှိကတော့မှာနောက်ဆုံးကောက်မှာနှစ်ပွဲနိုင်နှစ်ပွဲရှုံးတစ်ပွဲတည်းဝေးဝေးမူချင်ကလည်းဘက်ကိုတည်ရမှာနောက်ဆုံးကောက်မှာတစ်ပွဲနိုင်နှစ်ပွဲရှုံးနှစ်ပွဲတည်းနဲ့ဒီနိုင်ထားနိုင်ထားတဲ့ပွဲကတော့ဒီရှင်းစံပွဲမှာပဲနိုင်ထားပြီဘုန်းနလီကမှာတော့နိုင်ပွဲနိုင်ရရှိထားလေးပါဘုန်းနလီက6ပွဲမှာ3ပွဲတည်3ပွဲရှုံးနေနိုင်ပွဲ ပြောင်းလဲထားပါတယ်ဒီ ancient union ban ရဲ့ဒီဘန်ဒလီကဖြတ်တန်းထားတဲ့ဒီပွဲတွေပြည့်ရမှာဆိုရင်ပွဲချက်ထားနေမှာရှိပါတယ်သူနေနေဒီ Liverpool ထောမဒီ front front နဲ့ဒီ Stuttgart လို့ဒီအသင်းကောင်းနေနဲ့ကံပြီးထားနေမှာရှိပါတယ်ဒီဒါကြောင့်လဲဒီဖောင်ရတွေအရင်မကောင်းထားတဲ့နေရာမှာရှိပါတယ်ဒါမဲ့ဒီ Frankfurt လို့အသင်း Stuttgart လို့အသင်းမျိုးကိုအနိုင်ရရှိတဲ့နေရာမှာဖြစ်လာကြောင်းသူနေနေခြေစမ်းရတော့အရင်မဆုတဲ့နေရာမှာရှိပါတယ် ော်ဒီဘွဲမှာဒီအဝေးဝေးမိုချန်လက်ဘတ်တို့ဒီနိုင်ဘွဲမရရှိထားတဲ့နေသားမှာလည်းဖြစ်တယ်ဒီဒီဘွဲကလည်းအဝေးဝေးဖြစ်တာကြောင့်သူနဲ့ねဒီ regular မဲ့နေသားမှာမရှိပါဘူးဒါကြောင့်မို့ကျွန်တော်ဖောင်နဲ့ငယ်ပိုကောင်းနေတဲ့ junior ဘာလင်တို့အိမ်ဝင်အိမ်ဝင်50ရှင်ပေါ်ပြောင်းမှာ50ရှင်ဒီအိမ်ဝင် junior ဘာလင် body ကိုရွေးချယ်ထားပါတယ်နောက်တစ်ဘွဲတော့ဒီ league 1ဘွဲစဉ်တက်တဲ့ PG နဲ့ဆွာပေါ့ဒီဘွဲမှာအရှင် PG ကဘုံကြီးတလုံးရှုံးပေါပေါင်းကြီးတလုံး50ရှုံးမှာရှင်းပွင့်ထားပါတယ် ဒီစည်းတမ်းကိုကြည့်ရမယ်ဆိုတော့ဒီပြီးခဲ့တဲ့ရာသီ BHG အင်ဝက်မှာဖောက်တဲ့ဈေးကဒီနှလုံးငါးပဲစာဖောက်ထားတဲ့အနေထားမှာဖြစ်တာကြောင့်ဒီဒီရာသီမှာ BHG ပေးတဲ့တလုံးရှုံးကမင်းပြောပြောင်းတဲ့နေရာမှာရှိနေပါတယ်။ဒီနေ့လက်ရှိကားနဲ့ဖောက်မကြည့်ရမယ်ဆိုတော့ဒီ BHG နောက်ဆုံးငါးပဲမှာ၃ဝန်းနဲ့တစ်ပွဲရှုံးတစ်ပွဲဒီ Way Win Struggle ကဒီနောက်ဆုံးငါးပဲမှာ၄ဝန်းနဲ့တစ်ပွဲရှုံးနဲ့ဖောင်ရဖောင်ရတော့ဒီစွာဖောက်တော့နင်းငယ်ဖောင်ကောင်းတဲ့နေရာမှာရှိပါတယ်။ BHG ကိုကြည့်ရမယ်ဆိုရင်ဒီနောက်ဆုံးဒီ၃ဝန်း၃ပွဲမှာတစ်ပွဲနဲ့တစ်ပွဲရှုံးတစ်ပွဲတည်နေဒီဖောင် ပြည်သက်သာကြာဆင်းထားတဲ့နေရာမှာရှိပါတယ်။ဦးနန်းဒီအဓိကပလေးယာတွေဖြစ်တဲ့ဒီကိုက်စစ်ကဂျန်ဘီလီဒူရီနဲ့ဒီကွင်းလျာချောင်းနာဘတ်တို့ဒီနာဘီရဲ့နောက်ပိုင်းမှာဒီဒီဟူကမှာသူ့နဲ့ရုန်းကန်ရတဲ့နေရာမှာရှိနေပါတယ်။အဲချန်ပီယံလိမာကဒီဘာစီလိုနာကို2-1နဲ့နိုင်ထားရဆိုတော့လည်းဒီကူကမှတော့သူ့တွင်နဲ့နောက်ဆုံးသုံးပွဲမှာရလက်ကောင်းထားတဲ့အချိန်မှမရှိပါဘူး။ကျွန်တော်ဒီပွဲမှာတော့ဒီ ပြည်ကြီးတို့ဈေးကျဆင်းနေမှုရဲ့ဒီလက်ရှိမှာလည်းဒီပြည်ကြီးရဲ့မင်းကလေးရတယ်ဒဏ်ရာရရှိတဲ့အချိန်မှာဖြစ်တာကြောင့်ဒီစွာဘော့ရဲ့အဆောင်ကောင်းနေမှုနဲ့တူတလုံးအရှုံးတလုံးအရှုံးပေါ်ပြီးအောင်မှာဒီအဝင်းဝင်းစွာဘော့ဘော်ဒီနဲ့ဒီကိုဘောက်ကိုယူရထားပါတယ်ဖိုင်နိုင်မှာအားလုံးပဲအပေါင်းပြကြပါတယ်ဗျ